ပရိသတ်ခိုင်မာရရှိထားပြီးလူတွေသိမသိကြသေးရဲ့ဖွယ်ဖွယ်နဲ့ဝင်းမုံရွှေအားလုံးပဲမင်္ဂလာပါ MSL Leaders New Channel ကနေကြိုဆိုပါရစေ။ဝင်းမုံရွှေနဲ့ဖွယ်ဖွယ်ကမြမနုပညာလောကမှာတင်ရှားညီမတဝန်းခွဲဖြစ်ပြီးတော့သူတို့ရဲ့အမှုပညာလမ်းကြောင်းနဲ့ကိုရီးကိုရာအကြောင်းတွေကိုလူသိများတော့လဲ။တချို့သောကြက်လက်တွေမှာလူတွေသိမသိကြသေးဘူးဝင်းမုံရွှေအမှုပညာလမ်းကြောင်းဝင်းမုံရွှေခါမြမရုပ်ရှင်နဲ့ဂီတလောကမှာတင်ရှားအမှုပညာရှင်တဲ့ဦးဖြစ်ပါရစေ။ သူမကကျွန်တော်အသေးကွယ်ပူပြီးတခြင်းနဲ့၎င်းအမျိုးသားဗီဒီယိုမှာပုံမင်တရုပ်ဆောင်မှုအတွက်လူသိများတယ်။ဖွဲ့ဖွဲ့နဲ့ဆက်နွယ်မှုဝင်းမုံရွှေကြီးကဖွဲ့ဖွဲ့ရဲ့အမဝင်းခွဲပြပြီးသူတို့နဲ့ဥက္ကဏုပညာလောကမှာအတူတကွလှုပ်ရှားခဲ့ကြပါတယ်။ဖွဲ့ဖွဲ့ကိုကြီးကနာချက်လက်အမြင်ရမှာရွှေကြီးကိုဦးဖြစ်ပြီးတောင်ကွ88ခုနဲ့အောက်ဂုစလကွယ်နေမှာမွေးဖွားခဲ့ပါတယ်။မိဘရဲ့မှာမိုးကုံမြူသားရေးဖြစ်ပြီးတော့သူမမှာရှမ်းသွေးနိုင်ငံပောင်းဝင်ပါတယ်။ ပညာရေးအတကောင်းနီကမာယူမှာခြေခံပညာတတ်တန်းအောင်မြင်ပြီး2008ခုနှစ်မှာရန်ကုန်နိုင်ငံသားဘာသာတက္ကသိုလ်မှာကိုရီးယားမိကြပွဲနဲ့ပွဲရရှိခဲ့ပါတယ်။အနုပညာလမ်းကြောင်းပွဲပွဲကရုပ်ရှင်တရားဆောင်မော်ရိုနဲ့ဆိုရတာကိုပြပြီးလှူရှာခဲ့တယ်။သူမက2009ခုနှစ်ကစပြီးကြော်ညာတဲ့ဗီဒီယိုနဲ့မဂ္ဂဇင်းတွေမှာပါဝင်ခဲ့ပြီး2012-2013နဲ့2018ခုနှစ်တွင်မှမြန်မာရုပ်ရှင်ထူးချွန်စွာရရှိခဲ့ပါတယ်။နိုင်ငံရေးအပဝင်မှု2021ခုနှစ်မှာမြန်မာဆရာနာသိမ့်မှုကိုစန့်ကျင်ခဲ့ပြီးဥပဒေပုံမှန်905ကကြေးနဲ့အမှုဖွင့်ခံခဲ့ရပါတယ်။ ထို့ကြောင့်သူမနဲ့မိသားစုကကနဒါပြကွင်သွားခဲ့ရတော့လဲ2023ခုနှစ်မှာပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။တချင်းနဲ့ဂီတဆန်အလောက်ရှာမှုဖွဲ့ဖွဲ့ကဆိုတော့တွန်းအောင်ဆက်နေဖို့ပေါင်းကတချင်းတွေဖန်တီးခဲ့တယ်။သူမကတချင်းစွန်စိတ်ဝင်စားမှုရှိပြီးနာကတ်မှာတကူတော့အယ်ဘန်တော်လွန်စီချင်းတော့တယ်။တီထားရဲ့ချက်တွေမှာဘူဝေကဝိမုရှေရမဝင်ခွဲဖြစ်ပြီးသူတို့နောက်ကအမှုပညာလောကမှာအတူတူကလှူရှာခဲ့ကြပါတယ်။ဘူဝေကဖက်ရှင်ဒီဇိုင်းကိုလည်းဝါသနာပါပြီးတရုတ်ဆောင်ကျင်း model လောက်ကျန်တဲ့အစုံအမှုပညာရှင်တို့ကိုပေါင်းစပ်လောက်ကိုင်းနေရှိပါတယ်။ အေးဂျက်လက်တွေကဝိမုံရွှေနဲ့ဖွပွေတွေရဲ့အမှုပညာလမ်းကြောင်းကိုကြီးကိုတာဂျက်လက်တွေနဲ့လူမသိတဲ့ဂျက်လက်တွေကိုပေါင်းဆက်ဖော်ပြထားခြင်းဖြစ်ပါတယ်။ဖွပွေကမြန်မာအမှုပညာလောကမှာလူကြိုက်များတဲ့အမျိုးသမီးတယောက်စားတောင်းဖြစ်ပြီးဆိုတော့မော်ဒယ်နဲ့ရုပ်ရှင်ဇာတ်လမ်းတွေတွေမှာပါပေါင်းတယောက်ဆောင်ခဲ့တယ်။ဖွပွေက1994ခုနှစ်ဇွန်လ15မှာရန်ကုန်မြို့မှာမွေးပွားခဲ့တယ်။အလောက်ကိုင်းကတယောက်ဆောင်ဆိုတော့မော်ဒယ်ကြော်ကြမှုရုပ်ရှင်ဇာတ်လမ်းတွေမှာဂီတဗီဒီယိုတွေမှာထင်ရှားခဲ့မှုတဲ့။ အဝေက2010ပြည့်လွန်နှစ်တရားစာပြီးမော်ရယ်ပြည်စတင်ခဲ့ပြီးနောက်ပိုင်းမှာရုပ်ရှင်နဲ့ဇလံတွဲမှာတရုတ်ဆောင်လာခဲ့ပါတယ်။သူမကချစ်ဆန်ဝင်းဇော်ဝင်းထုတ်ပိုင်ထူနိုင်စာရမြမထိတ်တန်မှုပညာရှင်တွေနဲ့အတွေ့အပတ်တရုတ်ဆောင်ခဲ့တယ်။ထင်ရှားရုပ်ရှင်နဲ့ဇလံတွဲမှာချစ်သူရဲ့နှလုံးသားချစ်တဲ့သူရဲ့ချင်းရတဲ့အကြောင်းမြစ်တာရှင်စကားဖွဖွေးကအစိုးရဖြစ်လဲလှူရှားခဲ့ပြီးမင်းမပိုင်ချင်မိသွားပြီးစာရွက်တခြင်းနဲ့လူကြိုက်များခဲ့ပါတယ်။ဖွဖွေးကလူမှုကွန်ရက်မှာလှူရှားမှုများပြပြီးပရဟိတလောကနေမှာလည်းပါဝင်လှူရှားလို့ရှိပါတယ်။ သူမရဲ့ပညာလှူရှာမှုနဲ့ပွဲလင်းသဖြင့်ဒီကောမြန်မာပြည်သက်တွေကအထူးသဘောကျနေကြလဲရှိပါတယ်။အဆောင်တိကျေရှုနောက်ဆင်ပြတဲ့ပြည်သက်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။